အငင်းပွားမှုဝေဖန်မှုတွေရှိနေတဲ့တိုင်အောင်အသက်62နှစ်အရွယ်ကင်မရွန်သမ္မတဘောဘာယာကရွေးကောက်ပွဲမှာအနိုင်ရခဲ့ပြီးအသက်100နီးပါးအထိနိုင်ငံကိုဆက်လက်အုပ်စိုးဖို့စီစဉ်နေပါပြီ။သူကအထမမြောက်သမ္မတတံတန်းကိုဆက်လက်တာဝန်ယူသွားမယ်လို့အောက်တိုဘာ29ရက်နေ့မှာကြေညာခဲ့ပါတယ်။ကင်မရွန်မှာတော့သမ္မတတံတန်းတစ်ကြိမ်အတွက်သတ်မှတ်ကာလက9နှစ်ဖြစ်ပါတယ်။ရွေးကောက်ပွဲကော်မရှင်ကဘာယာဟာထောက်ခံမဲ့အရေးအတွက်53တသမခွန်ရာခိုင်နှုန်းရခဲ့ပြီးအတိုက်ခံအင်အားစုတွေဝိုင်းဝန်းထောက်ခံထားကြတဲ့ အိုက်ဆာချီရိုမာဘာဂါရီကတော့35.2ရာခိုင်နှုန်းပဲထောက်ခံပေးရခဲ့တယ်လို့ထုတ်ပြန်ခဲ့တာပါရွေးကောက်ပွဲကိုအောက်တိုဘာ12ရက်နေ့ကကျင်းပခဲ့တာဖြစ်ပြီးသွေးထွက်တန်ယူပဋိပက္ခတွေကြောင့်အရှုပ်ထွေးတွေလည်းဖြစ်ခဲ့ပါတယ်မြို့တော်ယွန်းတင်းမှာလည်းအချင်းတွေကအေးဆက်တင်းမာနေပြီးအောက်တိုဘာ29ရက်နေ့ထိဆိုင်တွေအကြောင်းတွေပိတ်ထားရသေးပါယွန်းတင်းမြို့ကန်တွေကတော့ရွေးကောက်ပွဲမှာဘိုင်ယာကမှန်မှန်ကန်ကန်အနားရခဲ့တယ်ဆိုတာကိုမယုံကြည်ကြောင်းပြောခဲ့ပြီးအငင်းပွားမှုတွေပြင်းထန်နေတဲ့ရလဒ်ကိုလည်း 三件给家八的值。